နိုင်မဲစတိုရီကိုနားဆင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါဗျာပရိသတ်တွေဒီနေ့မှနားဆင်ရမယ့်ဇလံလေးကတော့စာရေးသူစိုးရင်ထွန်းရေးသားထားတဲ့ပယောဂရှင်ဆိုတဲ့ဇလံလေးပဲဖြစ်ပါတယ်ဗျာဟုတ်ကဲ့ပါဒီနေ့ရဲ့ဇလံလေးကိုတော့ကျွန်တော်နေလင်ကတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဇလံလေးမစတင်ခင်မှာတော့ကျွန်တော်တို့ရဲ့နိုင်မဲစတိုရီ channel ကနေအခုလိုမျိုးစိတ်ဝင်စားဖို့ရဇလံလေးကိုအများကြီးတင်ဆက်ပေးဖို့ရှိတာကြောင့် channel လေးကို subscribe လုပ်ပေးဖို့ပြောချင်ပါတယ်ဗျာဗီဒီယိုအစ်တင်တိုင်းမှာသိရှိရဖို့အတွက်ကတော့ ဘေးနားကနူဒီခေါလောင်းလေးကိုနှိပ်ထားပေးပါအောင်ဗျာတရပီလန်းဆိုပြီးနာမည်ပေးထားတဲ့ရက်ွက်ထင်းမှာအဲ့ဒီလန်းကတော့အိမ်ကြီးအိမ်ကောင်းတွေပုံများလာပြီးပြည်စုံကြတဲ့သူတွေအများစုနေထိုင်ကြပြီးတော့ဟိုဘလန်ဒီဘလန်နှစ်လန်းကလူအစုံအလွာစုံဇရိုက်စုံကြတဲ့လူတွေပါအဲ့ဒီတရပီလန်းထဲမှာရွှေတင်ကဟဆိုပြီးခြံစည်းရိုးအော်ဒတိုင်းကပြီးတော့ခြံဝမှာဆိုင်းဖို့ချိန်ထားတဲ့ခြံဝင်းကျကျတပင်မျိုးစုံနဲ့ လှပအစ်စ်လွင်ခန့်နေတဲ့တိုက်ကြီးတစ်လုံးလည်းရှိပါတယ်။အနာကဖြတ်သွားဖြစ်လာလောက်ကြတဲ့သူတွေဟာတခါတော့ရင်လှည့်ကြည့်တယ်လို့ဆေကာတော့ရင်လည်းလှည့်ကြည့်မိပါတယ်။အဲ့ဒီတပ်အင်ကြီးကကြီးမာခန့်နေတယ်လို့တပ်အင်မှာနေထိုင်ကြတဲ့သူတွေကလည်းအကျော်အလှလူရည်တန့်တွေပါ။ကျောက်ကြလေးနှစ်ယောက်တယောက်ကအသက်အပိုင်းချကိုခံမန်းရရင်30ဆုံဆုံးရှိပြီးတော့နောက်ထပ်တယောက်က20ကျော်ပြီးမိန်းကလေးနှစ်ယောက်က တနည်းကြီးတနည်းငယ်အနေထား ရှေ့ယုံမှဆက်ရှိစကူလောက်ပဲရှေ့ယုံမှပါအသားရည်ရုပ်အစင်းရမြေကုံမောင်နှမတွေလို့အတိတာပြီးလူကြီးမိဘတွေကိုတော့ခြံဝင်းထဲမှာမိုးတုတ်မတဲ့မြင်မှုပါလေလူငယ်လူရွယ်၄ယောက်ကိုတော့လမ်းထဲမှာအသွာလာမြင်မှုပြီးခြံဝင်းထဲမှာလည်းနေတိုင်းလှုပ်ရှားနေကြတာမြင်မှုကြပါတယ်ကာအကောင်စားကြီးနှစ်စီးကအဝင်အထွက်လှုပ်ကြတယ်မှာလူကြီးတွေအသွာလာပြူခြင်းဖြစ်တယ်လို့ဘေးဘက်ဝင်းကြီးကသိနေပြီးဆိုင်ငယ်နှစ်စီးကာလီတစီးကတော့ လူငယ်တို့အတွက်မှတိတာလုံးလာပါတယ်။အဲ့ဒီတက်အိမ်ကြီးကို အပြင်မန်းကကြည့်ရင်တော့အေးစီချမ်းမြေတဲ့မိသားစုပိုင်းတဲ့တက်အိမ်ကြီးလို့ထင်စရာရှိပါတယ်။ကိုကိုလေးဖွားတိကိုကြည့်ပါဦး။ဘာရီအော်နီလည်းမသိဘူး။မမနှင်းရောရှိရဲ့။ဟာပြီးရောပေါ့ဟာ။သူ့ဘွားအိတ်ကိုသူ့လို့ပြီပေါ့။နှွေနှောင်းသူကအကိုလက်ကိုဖွားအိတ်ကြီးအော်ဟစ်နေတာပြောပြတော့နှင်းညင်လှုပ်ပေးနေတယ်ဆိုတာနဲ့တော့မကြည့်ပဲ။ အောက်တက်ကိုဆင်းလာခဲ့ပါတယ်။နှွေနှောင်းသူကပါနောက်ကလိုက်ဆင်းလာပြီးဒေါ်စီကတော့သူတို့ရဲ့အဖွားဖြစ်ပြီးဒေါ်ဆောင်မြရဲ့မိခင်ပါ။ဒေါ်ဆောင်မြရဲ့ယောက်ျားဥပါချံကယရနာဆိုင်မှာထိုင်ပေးပြီးတော့ယရနာဆိုင်ဆိုတာကလေဒေါ်ဒီရဲ့ဆိုင်မှာစိန်မွေးစားဒေါ်ဆောင်မြကဥပါချံနဲ့အိမ်တော်ကြပြီးရဲ့နောက်ပိုင်းမှာဒေါ်ဒီကကျမ်းမာရေးမကောင်းတာကြောင့်တမီးနဲ့တမတ်ကိုစိန်ရနာရွှေဆိုင်ကိုလွှဲပေးလိုက်ပြီးအလုံးတော့ စီးပွားဥစ္စာစည်းစိမ်တွေကဒေါ်ဒီရဲ့ပိုင်ဆိုင်မှုတွေပါအပွားဒေါ်ဒီကိုအနီးကပ်ပြုစုတာကမိမလေးနှိမ့်ငင်ဖြစ်ပြီးတော့အင်ဂျင်နီယာဖြစ်တဲ့ကြည်ရွှေအောင်ကစောက်လွေရေလုပ်ငန်းလုပ်ကင်နေပြီးဘွားရည်ကြီးကိုဂယုစိုက်ပါတယ်မြို့တင်သူနဲ့နှွေနှောင်းသူတို့ မောင်နှမကတော့ဘွားရည်ကြီးရဲ့အနာကိုသိမကက်ကြပဲဒါကလည်းမြို့တင်သူနဲ့နှွေနှောင်းသူတို့မောင်နှမကိုဦးလေးဖြစ်သူဦးရှင်မောင်ကအေးအငဲကောင်ရောအငဲမရော မင်းတို့ဘွားကြီးရဲ့အမွေကိုမမျော်လင့်နဲ့ကွာမနေ့လေးမှရှိတဲ့မင်းတို့ဘိုးကြီးဘက်ကအမျိုးတွေရှိလို့ခွဲထားပေးပြီးသားဟာဦးလေးမောင်လေးအဖေနဲ့မင်းတို့ထိုင်းနေတဲ့ရတနာဆိုင်က အဖေတို့မင်းတို့သဘောပဲဟာဟာအဲ့ဒါကအစွန်ပြားကွာငါပြောတာတွေနောက်တော့မင်းသိလာပါလိမ့်မယ်ကွာသူတို့အဖေရဲ့ညီဦးလေးဦးရှိမုံကအကိုဖြစ်သူဥပါကျန်းရဲ့မျက်နှာနဲ့စိတ်ရွှေရတနာဆိုင်ကို ဝင်ရောက်ဆက်ဖက်လို့ရမယ်လို့တွေ့ထားပြီးဒါပေမဲ့ဒေါ်သီကတော့တမတ်ဥပချန်နဲ့ဥရှိမင်းတို့ကိုတွေးရင်းဒီတွေးခွာဒီဆိုခြင်းကိုတည်သားသူဖြစ်တာကြောင့်ချန်နဲ့အိမ်လို့ကောင်းမောင်းခြင်းအလုပ်တွေကိုလုပ်ခိုင်းတဲ့အခါမှာဥရှိမုံကလုံးဝကျေနပ်မှုမရှိပဲအကိုဥပါကျန်းကလည်းအေးပါကွာရှင်မုံကလည်းမင်းကတူရင်းဆိုတော့စိတ်ချရအောင်လို့ငါရောက်ကမကြီးကပြောတာနေမှာဘောကွာဟာအကိုပါကျန်းလေကျန်အလုပ်တို့ဒရိုက်ဘာအလုပ်တို့ဆိုတော့ မလုံနိုင်ပါဘူးဗျာဆိုင်မှာဝိုင်းပြီးတော့ထိုင်ပေးဆိုရင်ဟုတ်သေးတယ်ဒီဘွားကြီးကခွေးကြတာပါဦးရှိမုံကသူ့ရဲ့မကျေနပ်ချက်ကိုဖွင့်ပြောပေမဲ့ရွှေနဲ့ကြွေးကိုတောင်ခွေးတဲ့သူမဟုတ်ပဲပညာရည်ချင်းကလည်းမရှိအလုပ်တစ်ခုကိုစောက်ချပြီးတော့လေလုပ်ကျင်သူမဟုတ်ပါဘူးဒါပေမဲ့ဦးရှိမုံကတော့ဘိန်းတော်ဆရာတယောက်ရဲ့တပည့်ခံမှုပြီးအဲ့ဒီဆရာနဲ့နေစုံလေရောက်ဖူးပါတယ်တင်းကြိုင်းတော်တော်များများကိုလည်းရောက်ဖူးပြီးတော့ဆရာစီကမတော်တကောက်ပညာကို နီးယူမှတ်သားထားပြီးတော့ဆရာကြီးစိတ်ပေါက်နေသူပါငယ်ရွယ်လာတဲ့မျိုးတင်းသူနဲ့နှွေနှောင်းသူတို့မောင်နှမကိုဒေါ်တီနဲ့တွေးဝဲအောင်လေပြောဆိုပြီးပါတယ်ငါတူနဲ့တူမကိုဦးလေးမုံကစေတနာနဲ့ပြောတာပါကွာဒေါ်တီကဖုတ်ဝင်နေတာကွာဗျာဖုတ်ဝင်နေတယ်တဒါဆိုတရေပေါ်အေးကွာတရေကက်နေတာ ဖုတ်တော့ပိတ်တာတော့မိန်စာတော့တစီတော့ဆိုတာ အတူတူပဲကွာဒါနဲ့များဗျာကိုကိုကြီးနဲ့နှင်းရီတို့ကကိုဖိရင်ပြီးလုံနေကြတယ်ဗျာဒေါ်ဒီဟာအသက်အရွယ်ကြီးပြီးတော့ဝေဒနာ ခံစားနေရပြီးအဲ့ဒါကို အကိုနဲ့မကြီးတို့ကဥရှိမောဟာဒေါ်ဒီကိုပယောကဝင်နေတယ်ဆိုပြီးပြောကြပြီး ဥပါကျန်တဲ့ဒေါ်ဆောင်များတို့ကတော့အယုံကြည်မရှိပါဘူးရှင်မုံရငါရောက်ကမကြီးကဖရာတရားလှုပ်တယ်အလူဒါနလည်းမတုံ့တော့ဘူးကွာစိတ်စီတနာလည်းဖြူစင်ပါလေ ချမ်းသာတယ်ဆိုပြီးတော့မာမာနလည်းမရှိဘူးမင်းကွာအဲ့ဒါမြမသိစင်နဲ့မပြောပါနဲ့ကွာနောက်ကလေးတွေကိုလည်းတွေ့ကြရမပြောစမ်းနဲ့မင်းရမင်းနေတဲ့လိုပဲနေပါကွာဦးရှိမုံကသူ့ကိုအဲ့ဒီလိုပြောတာကိုအလေးနဲ့မထားတာကြောင့်အပြောခင်ရဆိုပြီးအတွေ့လေကြေတော့ပြန်ပါလေอืมအကိုပါချင်းကငါ့ကိုသူ့ညီရင်မဟုတ်တာရဲ့နှစ်ဝန်းခွဲသုံးဝန်းခွဲလည်းမဟုတ်ပဲနဲ့စက်နိုင်မှာတော်တဲ့အမျိုးသမီးဆိုပြီးတော့ ဥပ္ပခာပြူထားတာပဲအေးလေရှင်မို့အကြောင်းကောင်းကောင်းသိရမှာပေါ့လေ net တွေတရေတစေပိတ်တာတွေဆိုတာလူနဲ့ဘုံဘွားချတဲ့လောကသားတွေဖြစ်ပြီးတရေအဆရှိတာတွေကိုမြင်တွေ့ဖို့တွေ့လွန်စွာမှလည်းခေရင်လာပါတယ်မြင်တွေ့ကြုံဆုံရနေမှာအကြောင်းဆက်ဆက်မှုရှိနေခြင်းလူမာကန်နေပါပြီးတွေ့ရခြင်းတရေတစေတို့ကကျွတ်တန်းဝင်ဖို့တွေ့အတိပေးခြင်းတို့ကြောင့်သာဖြစ်ပြီးတော့ချုပ်လန့်မှုလို့ပြောတဲ့အခါမှာ အကြောင်းတိုက်ဆိုင်မှုကြောင့်ဖြစ်ရပြီးတော့အပုံနဲ့ပေးလို့ချက်လန့်ခြင်းပတ်ဝန်းကျင်မှာရှိတဲ့အရာဝတ္ထုတွေလှုပ်ရှားမှုအတံမြင့်မှုအယောင်အစင်းတို့ကိုပြပြီးချက်လန့်မှုတွေလုံးတက်ပါလေနေရာဒေသကျန်တဲ့ချင်းပတ်ဝန်းကျင်နေရာဒေသမှာနာနာဘဝလို့ခေါ်တဲ့တရေတစီပိတ်တာဖုတ်ဆုံးကဝေးစတာတွေမိခိုနေထိုင်ရခြင်းတည်တံ့ခေါ်ယူထားခြင်းကြာဘူးနာဝနဲ့လက်တဲ့ဆန်းခြင်းအကြောင်းဆက်ရှိ၍ပတ်သက်ခြင်း အကျိုးစီးပွားပျက်စီးစေလို့ရဖန်ကြီးထားခြင်းတွေကြောင့်တရေပိတ်တာတစေတွေဟာချောက်လန့်ခြင်းဖြစ်ပါတယ်။ဒေါ်ဒီရဲ့ကျမ်းမာရေးကတနေ့တစ်ချောင်းဆိုးရွားလာပြီးဆရာဝန်တွေကရှင်းနေသူတွေရှိတယ်လို့အဆက်အသွယ်တွေကြောင့်လေအချိုးကိုတွေပါရဂူတွေက လာရောက်ကြည့်ရှုပေးပါတယ်။ဥပါကျန်တဲ့ဒေါ်ဆောင်များတို့ကလည်းဂယုဆိုင်ပြီးဒေါ်ဒီရဲ့မြေကြည့်ရှုအောင်နဲ့နှင်းဤငင်းတို့ကလည်းဖွားဤကိုဂယုဆိုင်ပေးပါတယ်။ဖက်ပေါင်းဆောင်က ြုစုကူတာနေရင်းကနေဒေါ်ဒီဟာတနည်းတခြားပို့ပြီးတော့လေစိုးဝါကြမ်းတမ်းလာခဲ့ပါတယ်ငါငါဘာမှလည်းမစားရသေးဘူးဟဲ့ငါ့ကိုအမဲသားချက်ကျွေးစမ်းအေးဖဖနေကောင်းတော့ခြေလေးချောင်းသားမစားပဲနဲ့ဒေါ်ဒီကတော့ငယ်စဉ်လေးကခြေလေးချောင်းသားကိုရှောင်ညင်ခဲ့ပြီးအခုကျမ်းမာရင်မကောင်းကမှာအမဲသားကို တောင်းတနေတာကြောင့်အားလုံးကလည်းအံ့ဩလို့နေပါလေဒေါ်ဒီရဲ့အတိတ်မိတ်ဆွေ ဒေါ်ဆောင်မြနဲ့ဥပါကျန်တို့ရဲ့အတိမိတ်ဆွေတွေကအင်းဒီတိုင်းမရဘူးနဲ့တူတယ်ဆရာကောင်းကောင်းရှာပြီးတော့ပြကြည့်ပါလားအခုကဆရာဝင်လဲစုံနေပြီလေဟုတ်တယ်ဗျဒါဆိုရင်တော့ပယောဂဖြစ်ဖို့များနေပြီပယောဂဟုတ်လားပယောဂဟုတ်လားဘာပယောဂလဲရင်ကိုကိုကြီးကိုကိုကြီးလည်းမသိပါဘူးညီမလေးရေမောင်နှမနှစ်ယောက်ဟာဘွားရည်ကိုပယောဂဆိုတာကြောင့်အတွေ့ရခက်စွာ မယုံကြည်နိုင်အောင် ဖြစ်နေပြီးတော့ဥပကျန်းကစင်ကာပူမှာတော်ရောက်ကူသားဖို့စီစဉ်နေပါတယ်။ကာယကရှင်တွေကဒီလိုအချိန်မှာဘာလို့ရမှန်းမသိအောင်ဇဝေဇဝါဖြစ်နေပြီးတော့သူပြောငါပြောတွေလည်းနားယောင်လို့နေပါတယ်။ဒါရီကလည်းစိုးရိမ်စေလွန်ခဲ့ခြင်းဖြစ်ပြီးတော့အခုပင်ဒေါ်ဒီဟာဖုတ်ဝင်နေပြီးတော့အမောက်ပြောကပုကတ်နေသည်မလို့သူတွေကစီးပွားပြက် လူဒုက္ခရောက်အောင်အတိုက်လှုပ်ထားတယ်လို့ပြောနေကြပါတယ်။တညမှာတော့ ဒေါ်ဒီကိုအနီးကပ်ကြည့်ရှုနေတဲ့ကြည်ရွှေအောင်ဟာခဏလေးအောက်ဆင်းပြီးတော့ဖုန်းဆက်ပြီးနှင်းဤငိမ့်ကလည်းရေချိုးကန်နဲ့ဝင်နေတဲ့အချိန်မှာဒေါ်ဒီရဲ့အခန်းထဲကဟုံနိုင်ဟုံနိုင်နဲ့စုညံတဲ့အတန်းတွေဇက်တိုက်ထွက်ပေါ်လာပြီးဖျားရှိခိုးနေကြတဲ့ဥပကျန်းတဲ့ဒေါ်ဆောင်များတို့ကဖျားကိုဥချကဖျားကန်းထဲကနေအပြေးလွှာထွက်လာခဲ့ပါတယ်။အောက်တဲ့အေကန်းထဲမှာတီဗီကြည့်နေတဲ့မျိုးတင့်သူနဲ့နှွေနှောင်းသူကအိမ်ပေါ်တက်ကိုမိုးကြည့်ပြီးတီဗီဘက်ကိုမျက်နှာလှည့်လို့ တီဗီကိုသာဆက်ပြီးတော့ကြည့်နေပါလေကြည်ရွှေအောင်ကတော့ဒေါ်သည့်အခန်းလေးကိုအပြေးလွှားဝင်သွားပြီးအဖွားဒေါ်သည့်ကိုမိခင်ကြီးဒေါ်ဆောင်မြတ်ကဖတ်ထားပါလေဥပချင်းကရက်ခက်ပင်းရင်နဲ့လက်တစ်ဖက်ကိုလည်းကင်ထားပါလေသားကြီးကို အဖွားနာမှာရှိတယ်ထင်တာသမီးနှင်းဤရောအမေသားဖုံးလာလို့စိတ်ပြီးတော့ပြောနေတာညီမလေးကရှိတယ်အဲ့ဒီအချိန်မှာနှင်းဤငင်းလေအပြေးအလွှားအခန်းလေးကို ဝင်လာပြီးတော့ ဟင်အဖေအမေအဖွာဘာဖြစ်လို့လဲသမီးအိမ်အိမ်သာသွားတာဥပကျင်းကဖြစ်တာတွေကို ပြောပြပြီးစိတ်ပရီးကိုတော့ဒေါ်တီရဲ့လက်မင်းမှာဆွဲပြီးလိုက်ပါတယ်ဒေါ်တီရဲ့ခန္ဓာကိုယ်ကယောဂဝေဒနာကြောင့်အယူပေါ်အရေးတင်တာဖြစ်နေပြီးဘုံနိုင်ကြည့်အောင်ဘလို့လှုပ်လိုက်လဲဆိုတာသိကျင်နေပါတယ်အဲ့ဒီအချိန်မှာဒေါ်တီကသတိရလာပြီးတော့မျက်လုံးပြူပြီး အခန်းထဲကသမီးတမန်နဲ့မြီးတွေကို စုံအောင်လိုက်ကြည့်ပြီးတော့ငါလေဘင်းကဟာကိုဖြုတ်ပြီးဖြုတ်ပြီးလေဘင်းကဘရီကိုဖြုတ်ခိုင်းနေပြီးဥပါကျင်းကရကမကြီးကိုတေချာစွာကြည့်ပြီးတော့စင်သာကန်ဝင်းနေပါတယ်အမေကလည်းအမေလေဘင်းမှာဘာမှမရှိပါဘူးအမေရဲ့ဘရီလေးပဲဆွဲပြီးထတာအဲ့ဒါတားရဲ့ဘရီလေးဟိုအမေဘရီကိုယူမလို့လားဒီလိုမိလိုက်တော့ဒေါ်ဒီကဘာမှပြန်မပြောလေမင်းကပရီးကိုသာဖြုတ်ခိုင်းနေပြီ အခြေအနေကတော့တော်တော်လေးကိုစိုးဝါနေပါတယ်။တမီးဖြစ်သူက ထိန်းထားတာကိုလည်းရုံးကန်နေပြီးတော့တညလုံးဘသူမှမအိတ်လိုက်ရပါဘူး။ဒေါ်ဒီကလည်းလူလိတ်အောင်အော်ဟစ်နေပြီးတော့ဒေါ်ဆောင်မြရဲ့မျက်လုံးအိမ်မှာမျက်ရည်တွေဝေတည်ပြီးနှင်းဤငင်းကတော့မျက်ရည်တွေပါပြင်ပေါ်စီးကြလာခဲ့ပါတယ်။ဒေါ်ဒီဟာညကတညလုံးမအိတ်ပဲနဲ့လူလိတ်အော်ဟစ်နေပြီးမနှက်ပိုင်းထိမငြိမ်မသက်နဲ့ဖြစ်နေပြီးဒေါ်ဆောင်မြကလည်း ယတနာဆိုင်မဖွင့်နိုင်ပါဘူး။ဥပါချင်းလည်းဘဲမှမသွားပဲရှိနေပြီးတော့ကြည်ရွှေအောင်က အပြင်ကိုထွက်သွားပြီးနှိမ့်ညင်းက အဖွားရဲ့လက်ကိုစုပ်ကင်လို့ထားပါလေ။အင်ဂူတွေလှုပ်ပြီးတဲ့မနက်စာကိုအစာပြေစားကြပေမဲ့စားဖြစ်ယုံဖြစ်ပြီးဒေါ်ဒီကမျက်လုံးပြူးလို့သာကြည့်နေပါလေ။ကြည်ရွှေအောင်ပြန်ရောက်လာတဲ့အခါမှာတော့ဧည့်သည်သုံးယောက်ပါလာပြီးမျက်နှာတို့ပေါ်ကိုခေါင်းပေါင်းပေါင်းလို့ယောဂီအောင်တိတ်ပုံနဲ့ပစိုးကလည်းယောဂီအောင်နဲ့ လက်ဘေးမှာလဲစေပီးတကုံးကိုဆွဲထားပြီးတော့ဧကန်နေကဆိုဘာပေါ်မှာထိုင်မှုနေရထိုင်ခင်ပေးလိုက်ပြီးအဖေနဲ့အမေကိုပြောလိုက်တော့ဒေါ်ဒီဟာဟေ့ကြည်ရွှေအောင်နေရငေါ့နှင်းထုတ်မလို့ဆရာခေါ်လာတယ်ဟုတ်လားဟေ့ဗျာဖဖဒေါ်ဆောင်မြတ်တို့မိသားစုဟာဒေါ်ဒီရဲ့စကားကြောင့်ဗျာရီဟင်းနေဖြစ်ကုန်ကြပြီးဒေါ်ဒီကတော့မြေကြီးကြည်ရွှေအောင်ကိုဘယ်တော့ခါမှလည်းနာမည်မခေါ်သလိုစကားကိုလည်း မမတင်းတင်းမပြောပါဘူး။မိသားအူဖြစ်တာကြောင့်တုံနေအောင်ချစ်ပြီးနှင်းဤငိမ့်ကိုလည်းအလွန်ချစ်ပါတယ်။ဒါပေမဲ့အချင်းကြီးတွေကမထင်မှတ်တယ်လို့ဖြစ်သွားပြီးယောဂီဝင်းနဲ့ဧည့်သည်ပုပ်ကိုကြီးကပုပ်ပါစရာအေးလို့ပြောပြီးကန်ထရိုက်လုပ်ငန်းရှင်ဦးနောင်တို့တို့မိသားစုကိုးခဲ့တဲ့ဆရာကြီးတယောက်ပါ။ရွှေရကုံစီကြီးတို့ကိုလာရောက်ဖူးမြော်ရင်ကအခွင့်အသင်းလမ်းကြုံပြီးဦးနောင်တို့ရဲ့ဆောက်လုပ်ရေးလုပ်ငန်းမှာအင်ဂျင်နီယာလုပ်နေတဲ့ ကြည်ရွှေအောင်နဲ့ဆုံတွေ့ခဲ့တာဖြစ်ပြီးတော့ဒေါ်သည့်အဖြစ်ကိုသိခဲ့တာပါဟုတ်ကဲ့ပါဗျာသားပြောပြလို့ကျွန်တော်တို့သိပြီးပါပြီဦးနောင်တို့ကိုရောဒီကဆရာကြီးကိုပါ အခုလိုလာကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာဆရာကြီးအနေနဲ့သင့်တော်သလိုလှုပ်ပါလိုအပ်တာကိုလည်းမိန်ကြပါဗျာကောင်းပါပြီဗျာကျုပ်ဒီမှာတညတော့နေရလိမ့်မယ်ဖရာကဲမှာအမွေးတိုင်းဖျောင်းတိုင်းရေချမ်းတို့တော့အသိရှိတယ်မလားဗျဟုတ်ကဲ့ရှိပါတယ်ခင်ဗျာရှိပါတယ် အပေါ်ထက်ကိုတက်ပြီးတော့ဒေါ်သိကိုကြည့်ကဖျားကန်းကိုဝင်သွားခဲ့ပါလေ။ဦးနောင်တို့နဲ့ကောင်းမောင်းသူကပြန်သွားပြီးဆရာကြီးကတော့ဖျားကန်းနဲ့မှတညလုံးပဒီစိတ်တရားထိုင်တာလုပ်ပြီးတော့မြစ်တာပေါ်အမြဝေအဲ့ဒီအချိန်မှာဒေါ်သိကတော့ဟဲ့ငါပြင်မေးမနေဘူးငါ့ကိုလှုပ်အမေကလေဖေသွားမှလေဒီမှာအမေမြည်တွေလေမသိဘူးမလို့ခြင်းဘူးငါ့ကိုလှုပ်သွားမေးသွားမေးဒေါ်သိဟာ တညလုံးမအိပ်ဖ ೇನೆ သွားမေလှုပ်ဆိုပြီးတော့ဒါပြောနေပြီးတော့မနဲ့စာစားရင်နဲ့ဆရာကြီးပုတ်ပါဆရာကြီးကကဲဒီကိစ္စကိုဒီညပဲအပြီးသက်ဖြေရှင်းပေးမယ်ဗျာဟိုရက်ကလူနာဝေဒနာရှင်ကိုစေပရီဆွဲပစ်လိုက်တာအတော်လေးကိုကောင်းသွားတယ်ဗျထင်းတယ်လို့ဖြစ်သွားတာပေါ့အဲ့ဒါကတော့ဖရားတကူတရားတကူတန်ကတကူပေါ့ဗျာအဲဒါနဲ့ပတ်သက်ပြီးတော့အနှဲငယ်ပြောပြခြင်းနဲ့ဗျဟုတ်ကဲ့ပြောပါဆရာကြီး ပယောဂဆိုတာခင်ဗျားတို့သိလားဟုတ်ကဲ့ကျွန်တော်နည်းနည်းပါးပါးတော့သိပါတယ်อืมခင်ဗျားတို့သိတဲ့ပယောဂကတမျိုးတည်းဖြစ်နေမယ်ပယောဂဆိုတာသွေးပယောဂလေးပယောဂအပပယောဂလူပယောဂဆိုပြီးတော့ရှိတယ်ဗျအဲ့ဒီထဲမှာသွေးပယောဂနဲ့လေးပယောဂကိုကုရတာလွယ်တယ်ဒါတွေကတော့သွေးလေယောဂဝေဒနာတွေကိုဗျအဲအပပယောဂကျတော့ကုတဲ့ဆရာကတစ္ဆာသမားတွေ အရင်စရဏရှိမှ ကုလို့ရတယ်လူပြိုးကကြတော့နင်းနေရှုပ်ထွေးတယ်ဗျအခုရလဲကတဲ့အခုခမားတို့ရဲ့မိခင်မှာဖြစ်နေတာကအပပြိုးကနဲ့လူပြိုးကနှစ်ခုရှင်ပြီးတော့ဖြစ်နေတာဗျဒီညမှာအပပြိုးကကို အပီရှင်းလင်းပေးပါမယ်ညဆိုတာကအပုတ်ချင်းကြုံတိတာလေးတခုပြောပြမယ်ဗျတရေတစီဖုတ်ပိတ်တာတို့ရဲ့အချောက်လန့်ကို မခံနိုင်ဘူးနောက်တစ်ခုကကိုကပဲကြောက်လန့်လို့ဖြစ်ဖြစ် ရတနာသုံးပါးနဲ့တီလာဆောင်ရအကောင်းဆုံးကာဝေမှုပဲဗျ။အဲ့ဒါဟာအပပယောဂါကိုထင်းသိမ့်နိုင်ရင်တမျိုးပဲ။အဲပြီးတော့ဆရာစစ်ဆရာမန်တဲ့ကုအဲ့ဒီလူပယောဂါကျတော့ကို့မိသားစုပဲတူတူတိတ်တိတ်ဖြည့်ရှင်းကြပေါ့ဗျာဟုတ်ဘူးလား။ဥပါကျန်ဟာအရှိန်မြတ်ကိုတိလိုက်ပေမဲ့ဒေါ်ဆောင်မြတ်ကရိုးရိုးယောဂဝေဒနာနဲ့ပယောဂါတွဲတယ်လို့ပဲသဘောပေါက်လိုက်ပါလေ။ကြည်ရွှေအောင်နဲ့နှိမ့်ညင်းတို့က အဖွားနာက မခွာပဲမျိုးတင့်သူနဲ့နှွေနှောင်းတို့ကတော့ခက်ဝေးဝေးမှပဲအကဲခက်ကြည့်နေပါတယ်အားလုံးရဲ့အရေးအကဲကိုတစိတစောင်းကြည့်နေသူကဥရှိမုံဖြစ်ပြီးအများထဲမှာလဲဝေမယောအနာကိုလည်းမကဲအခြေအနေကိုစောင့်ကြည့်လို့နေပါတယ်ညရဲ့အလဲကိုရောက်လာတဲ့အခါမှာနေအလင်းရောင်ကပျောက်ကွယ်သွားပေမဲ့နေနေညကိုရွှေတင်ငဟတိုက်ကြီးကတော့တိတ်ပြီးအမှုမထားပါဘူးထွန်းထားတဲ့အလင်းရောင်တွေဟာ နေ့ကိုအန်တုနေပြီးတိုက်ရဲ့အပေါ်တဲ့ဖျားခဲနေမှာတော့အမွေးတန်အငွေနဲ့ရင်းနှဲ့တွေဟာလွင့်ပြတ်နေပြီးဖျောင်းနိုင်အလင်းရောင်ကလည်းအယောင်ကူလို့လင်းပေးနေပါတယ်ဒေါ်တိကိုဥပါကျန်နဲ့တားကြည့်ရွှေအောင်တို့ကပွေ့ချီပြီးဖျားခန်းရှိခေါ်လာခဲ့ပါတယ်ဒေါ်ဆောင်မြနှင်းအင်ငိန်မြို့တင်သူနှွေနှောင်းသူတို့ အားလုံးကဆရာကြီး ပုတ်ပါဆရာကြီးရဲ့နာမထိုင်နေပြီးတော့အောက်ခံအခင်းနဲ့ခေါင်းအုံးနဲ့ဒေါ်တိကိုတက်တက်ချပေးပြီး ဒေါ်ဒီကတော့အနေထားမလှုပ်ရှားနေတာကြောင့်မလှုပ်ဘဲငြိမ်နေတဲ့သဘောရှိပြီးတော့မျက်လုံးအကြီးကပွဲချမ်းလိုတဲ့သဘောကိုဆောင်ပြီးအန်ကိုတင်းတင်းကြိတ်ထားပါတယ်ဒေါ်ဒီကိုကြည့်လို့မျက်ရည်ကျနေတာကဒေါ်ဆောင်မြနဲ့နှီးဤငြိမ်တို့နှစ်ယောက်ပါကဲအချိန်လေးလင့်နေပြကံဟဲကံရှင်လေးအနောင်ဖက်ခံရတယ်လို့လူပယောကကြောင့်အမိတဲ့ဟဲပြုတ်နေရတဲ့အပပေတာကလည်းကျင်းကျက်ပါတယ်ယူလုံးပေါ်အောင်တော့ မေးစမ်းပြသေးဗျာမှန်မှန်ကန်ကန်ဖြစ်စေခြင်းနေဟုတ်ပြီလားအဲ့ဒီအချိန်မှာဒေါ်ဒီကပလက်လန်လဲနေရင်ကနေငေါကနေထထိုင်လိုက်ပြီးကြေရွှေအောင်နဲ့နှိမ့်ညင်တို့ကတွဲကိုဖို့အတွက်လှလန်လိုက်ပြီမေဒေါ်ဒီဟာထိုင်ပြီးသားဖြစ်နေပြီကဲဗျာဘယ်လိုပုံကိုလဲဒီမှာပတ်သက်တဲ့အဆက်အနွယ်နဲ့ရောက်ရှိပြီးတော့အရန်ကြီးဒုက္ခမပေးတဲ့အတွက်ဂျေဇုတင်ပါလေဒါကလည်းအချိန်မကြာသေးလို့မတောင်းကြနာမှန်ကြုံသိပါလေကဲပြောစမ်းပါ ဟာဟာဟာကျုပ်ကလေဝေးလမ်းမရန်ကဓမြလုံးတင်ကျုပ်ကိုဆရာရောင်ကခေါ်လာတာအဲ့ဒီပစ္စည်းကအခန်းထဲမှာရှိ ကိစ္စပြီးရင်ပြန်ပို့မယ်လို့ပြောတယ်ကျန်တာကျုပ်မသိဘူးဘာမှမစားရရင်ဒီအဖွားကြီးကိုနည်းနည်းလှုပ်ပေးလိုက်ရုံပဲသူ့မြေးနှစ်ယောက်ကလူရာအားလုံးလှုပ်ပေးတယ်စားချင်တာကြွေးတယ်တနေ့ကဟိုလိုပေါ့စိတ်ပရိလာဆုတ်ပေးလို့ကျုပ်ဒုက္ခဖြစ်နေတာ ဟင်းအဲ့ဒီလူသားမဟုတ်ရင်ဒီအိမ်ကနှစ်ယောက်တော့ခေါ်သွားမှာအားလုံးဟာမျက်လုံးမျိုးမျက်စံမျိုးပြောနေကြပြီးတော့လှေကားလေးကနေပြန်လဲထွက်သွားတဲ့သူကိုလှမ်းမြင်လိုက်တဲ့မျိုးတင်သူနဲ့နှွေနှောင်းသူဟာဥလေးမုံဘာကြောင့်တက်မလာပဲလှည့်သွားသလဲဆိုပြီးတွေးနေပြီးပွဲကတော့ကြမ်းကြမ်းတန်းတန်းဘုံတိုင်းမကျေပဲပြီးသွားခဲ့ပါတယ်ဒေါ်သည့်အခန်းလေးကသွေးစွန့်နေတဲ့အဝတ်နဲ့ပတ်ထားတဲ့မြေကြီးခဲကိုရှာတွေ့လိုက်ပြီး ဲ့ဒီကိစ္စရှင်းသွားပြီးတော့မြေကြီးနဲ့တွေးဆနေတဲ့အဝတ်ထဲကိုပြင်မနာမျိုးလေဝေးကိုသွားတဲ့ကားလမ်းမမှာကြည်ရွှေအောင်နဲ့မြို့တင်သူဟာအဖော်နှစ်ယောက်ကိုခေါ်လို့ကားနဲ့စွန်ပြေးလိုက်ပါတယ်ကြည်ရွှေအောင်တို့ ပြန်လဲရောက်ရှိလာပြီးနောက်နေ့ညနေပိုင်းမှာဒေါ်တီတယောက်အေးရက်နဲ့ပဲစုံမာလို့သွားပါတယ်ပရိသတ်တွေခုနားဆင်ကြရတဲ့ဇလံလေးကတော့ဆိုင်ရည်သူစိုးရင်ထွန်ရေးသားထားတဲ့ပယောဂရှင်ဆိုတဲ့ဇလံလေးပဲဖြစ်ပါတယ်ဗျာ ဆက်လက်ပြီးတော့လည်းခုလိုမျိုးစိတ်ဝင်စားဖွယ်ရာဇာတ်လမ်းတွေကိုတင်ဆက်ပေးဖို့ရှိတာကြောင့် channel လေးမှာစောင့်မျှော်နားဆင်အားပေးကြပါအောင်ဗျာပရိသတ်များအားလုံးပဲစိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့စီပါလက်လာပါများဒီရေလာ တိုးတက်ကြီးပွားကြပါစေဗျာ